မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစေးရဲ့အယူသူတော်စာစဉ်60ခုမူချိုခါရထူဖရာတင်းတို့ပြီးပြီနာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်သူတော်တို့ကသူတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းခရီးစဉ်အတွက်ကိုရောက်ရဘက်ကမကူညီပေမဲ့သူတော်တို့ဘက်ကဖြူစင်မှုအရင်ကထားတယ်ဒီကသူတော်တို့ရဲ့စေတနာရောင်ပြန်ဟက်လာရပြီသူတို့ကိုကူညီပေးနေသူ နန်လောကသားရီအရှင်ရထက်ပုံမှုများပြားလာတယ်။ညနေဆောင်အချိန်မနေ့ပိုင်းအချိန်တွေမှာကတချို့ဆိုရင်ညပိုင်းအချိန်တွေအထိပါ စီရီငုတ်တူစီမှာလှောက်အားပေးကြတယ်။ရက်ပေါင်း20တာကာလကိုလူမြောက်ပြီးတဲ့အချိန်မှာတော့စီရီငုတ်တူရဲ့ဝင်းကျင်ကရှင်နေတန့်စင်သွားပြီ။ဒီခါမှသူတော်ကစီရီငုတ်တူရို့ပဲငုံပြီးနောက်ထပ်ညံတော်ပုံမြင့်ရာစီရီအသေးထက်တီးဖို့စတင်စီစဉ်တော့တယ်။သူတော်နဲ့ဖိုးတောက်ကြတော့ရေကန်ကြီးရဲ့ခလန်းလန်းနေရာမှာ အုတ်ကျင်းတစ်ခုတိုးပြီးအုပ်ဖုံလိုက်ကြတယ်။ချွေးဆက်ဆိုတာကုသိုလ်ပဲမို့သူတော်သူ့ရဲ့အစွမ်းသိတိတွေကိုအာမကိုးပါပဲ။စိတ်အယဉ်ခံမှုတီးပြီးခန္ဓာကိုယ်ကချွေးတွေကိုအရင်နေ့ပြုတ်တယ်။နေပိုင်းမှာသူတော်နဲ့ဖိုးတောက်ကြအုပ်ရိုက်ကြပြီးညပိုင်းမှာနန်လောကသားတွေကအုပ်ရိုက်ကြတယ်။မနေ့ကင်းချိန်မှာနန်လောကသားတို့ကသူတို့ရိုက်ထားတဲ့အုပ်များပြားကိုတေချာစီစဉ်ထားပြီးပြန်ကြတယ်။ရက်ပိုင်းခြားအတွင်မှာအုပ်အလုံးကြီးထောင်ထဲချပြီးရတယ်။တရခိုင်မှာပဲ ရှေ့ကသူတော်တို့တိထားခဲ့တယ်လို့အထမ်းဆက်ရှိရာနေဝေးရလူသူတွေရောက်လာတယ်။တန်ကတော့ချူလဲပါဝင်ကြတယ်။ဒီလူတွေကဖះငုတ်တို့ပြန်လဲမွမ်းမံဖို့အာသွန်ခုံဆိုင်လှုပ်ဆောင်ကြတယ်။ဒီနှုတ်ဆောင်မှုတွေကြောင့်ပဲရပ်ပိုင်းချားလေးတွင်မှာပယံဆရာငှားရမ်းတာတွေအလုသမားငှားရမ်းတာတွေလှုပ်ဆောင်ကြတယ်။လူတွေအင်တိုင်အားနဲ့လှုပ်ဆောင်ကြတော့တစ်ဖက်ကနန်လောကသားတွေအနောက်ဆုတ်ပေးကြတယ်။သူတို့ကအနီးနားဝန်းကျင်မှာနေထိုင်ကြပြီးဖះကြီးပြီးစီးပြီးတဲ့နောက်မှာ ရေစက်ချပေးဝေမဲ့အမြအတန်းကိုစောင့်မျှော်နေကြတယ်။အချိန်ကာလ9လလောက်ကြာပြီးတဲ့နောက်တော့ဖះငုတ်တူရရရုပ်သွင်းပေါ်လာပြီးဖြစ်ပြီးထီတော်တင်ဖို့အတွက်လိုအပ်တာတွေမှယူလို့ပြင်ဆင်နေပြီ။ဒီအချိန်ကာလအထိတော့ရွာနီးချုပ်ဆက်ကသူရရဖះရရထီးထင်ရက်မှာမိုးကြိုခပြန်ဦးမှမို့ကြီးနေတာဖြစ်မဲ့ရေးဆိုပြီးတခုတလေတော့မှဝိုင်းဝန်းကူညီမှုမရှိခဲ့ဘူး။တယောက်စာနှစ်ယောက်စာဈေးနာရောက်တဲ့သူတွေနဲ့လာရောက်စော့ဝစားတဲ့ငကြွတ်တို့လိုကလေးတွေပဲ ရောက်လာတတ်ကြတယ်။အရှင်ကတစီ၆တည်ဆိုတဲ့မူကျိုးပြေကုံနေရာကြီးကပထန်းဆက်ရှိသူတွေနဲ့လူသမားတွေနေထိုင်ရကြောင်းတဲငယ်တွေနဲ့လူသူစီကားလွန်နေပူတော့ကြဒီဘက်ရက်တွေတွေအိမ်မက်တွေတွေမှာသူ့ရဲ့အတိတ်ဘဝရက်သေးရက်ဖြစ်ပျက်တွေကိုပြန်ပြောင်းမြင်မှတ်လာတယ်။အိမ်မက်ကြောင့်နေသူတို့ကိုပြောပြတော့သူတို့ကမြင်တဲ့နာမြင်ပြီးရင်မြင်တဲ့နာပြင်ဖို့လို့ပြောလာတော့တယ်။ဖူတော့ကြောင့်နေ့စဉ်တိုင်းမှာဥပုပ်တင်နာစောက်တီခိုင်းပြီးတသက်လုံးစားသုံးစီတယ်။ ဘုသောကြာလေသူတို့ရဲ့စကားနားခံနေတစ်ဖက်မှာတစီရတော့သူနဲ့တူရအစုစီမှာတွားရောက်နေထိုင်ပြီးသူတို့စီကိုတခါတရံမှပဲရောက်လာတတ်တယ်။တခုသုံးရက်မှာတော့သူတို့မဟာမြိုင်တောစီကနေစင့်ခေါ်လာတဲ့အတွက်ကြောင့်နန်းစိတ်နှွင့်ပြီးခိတပြန်ရတယ်။သူတို့လျှောက်တော့ဖိုးရွှေနဲ့ဥစာတီတို့စီးကြိုကြပြီးသူတို့လှုပ်ဆောင်မှု တခုမေ့ကြံခဲ့တာကိုပြောပြတယ်။သူတို့ဘာများမေ့ခဲ့လဲဆိုပြီးပြန်စင်းစားတဲ့ချိန်သူတို့အနေနဲ့ဖျားရီကို အင်္ဂါနေ့နဲ့မိမငယ်ကိုရှာဖွေဖို့မေးရခဲ့တာဒီမေးရမှုအဖိုးရွှေတို့ကသူတော်လှမ်းခေါ်ပြီးအသိပေးတာလာမယ့်သတင်းကျလာပြည့်နေ့မှာဒီတော့တင်လူပဲကျင်းပမယ့်ကြောင့်လည်းပြောပြတယ်သူတော်လည်းမှားချမှုတွေနာခံမှတ်သားပြီးမဟာမြိုင်တော်ကနေပြန်ခဲ့ပြီးခန္ဓာပြန်ဝင်ခဲ့တယ်သူတော်မျက်ဝန်းတွေဖွင့်ဖွင့်ချင်းအနားမှာဖိုးတောက်ကြကိုတွေ့တယ်တောက်ကြငါခရီးတစ်ခုသွားစရာရှိတယ်ဗျာဆရာသူတော်သွားမယ်ဆိုတော့ဖိုးတောက်ကြအာရုံသွားတဲ့ဟန်နဲ့ပြောတယ်ဒီကသူတော်က တောက်ကြဒီကအလုပ်တွေကိုမင်းကအစီအစဉ်တကျစီစဉ်ပြီးတော့ဆောင်ရွက်ပါလာမယ့်သတင်းကြိုလာပြည့်နေ့မှာဖះထီရော်တင်ပွဲကိုပြင်ဆင်ပါအဲ့ဒီနေ့မတိုင်ခင်မှာပဲဖះငါးစုကိုငါအရာပင့်လာခဲ့မိဖះတွေကဌာပနာထိတ်သွင်းရမှာမဟုတ်ဘူးလားဆရာသူတော်ထီရော်တင်ရဲ့ကြမ်းမှာဆိုရင်ဘလို့ဌာပနာထဲ့ပါတော့မလဲဌာပနာတိုက်ကိုလမ်းတစ်ခုဖြန့်ထားလိုက်ပါတောက်ကြဒီလိုဆိုအဆင်ပြေနိုင်မလားဆရာသူတော်ပြေးပါလေတောက်ကြဘူးတောက်ကြခေါင်းငိမ့်လိုက်တယ်ဟုတ်ကဲ့ပါဆရာသူတော် ကျုပ်ကောင်းဆုံးစီစဉ်ထားပါမယ်။ဦးစီးနိုင်ကပြုတ်နေတဲ့ဆရာတော်တွေကိုလည်းငါရှောက်ထားပေးခဲ့ပါမယ်။ဟုတ်ကဲ့။သူတော်လည်းခရီးမသွားခင်သူစကားတိုင်းဦးစီးနိုင်ကပြုတ်သူဆရာတော်ဝင်ရောက်ဖူးမြော်ပြီးကျိုးချောင်းရှောက်တင်ခဲ့တယ်။ဒီဖခင်ကဝိဇ္ဇာတို့ကပါတင်တိုင်အားတိုင်းတီးကူနေတာကိုဆရာတော်ကသိထားတယ်။သူတော်ကဘာဆိုတာလဲဆရာတော်ကသိထားတာဆိုတော့ကိစ္စထွေထူးရှိမနေခဲ့ဘူး။ဒီလိုနဲ့သူတော်တယောက်ဖခင်ပင့်ရမယ်မျိုးသမီးကိုရှာဖွေဖို့ခရီးရှိထွက်ခဲ့တော့တယ်။ သူတော်တယောက်တည်းခရီးကိုလမ်းပြနေတယ်။သူတော်ထွက်လာခဲ့တာတစိင်းနဲ့တိမနေဘူး။ခရီးထွက်ပြီးနှစ်ရက်မြောက်မှာသူတော်သူယူဖြစ်ပြောင်းလဲလိုက်တယ်။သူယူဘဝနဲ့သွာလာရတာလွတ်လပ်တာမို့သူတော်ပြောင်းလဲလိုက်တာ။မူလစာသူတော်ဟန်တိုင်းပဲအုံလက်မျိုးစီးလို့သူတော်ပြေးထွက်ခဲ့တယ်။လမ်းခရီးမှာတချင်းတွေလွတ်လပ်စွာနဲ့အော်ဟစ်တီးဆိုတယ်။စိတ်ရှိနာတဲ့အခါရောက်ရနေရမှာကခုန်နေတယ်။ဒီလိုနဲ့ရွာစင်တွေတင်ရွာပြီးတွေဖြတ်တန်းသွာလာရင်သူသွားမိရွာကိုသူတော်ရောက်သွားတယ်။ ရွာနေမရစည်းပင်လာရွာသူတို့ရွာထိတ်မှရက်ပြီးတော့သူ့ဘိုးစာဒီကိုမှားချတဲ့အကြောင်းအရာတွေကိုပြန်တွေးတော့မိတယ်။မိမငငယ်နှိမ်ခံနှိမ်ကြတရားစိတ်ကသူ့ထက်ပိုတယ်။အင်္ဂါနန်တဲ့သမီးပေဒီသူတို့ပြားပင့်ဆောင်ပြီးမယ်မိမငငယ်နဲ့ပတ်သက်ရာထင်ရှားတဲ့အကြောင်းအရာတွေကိုအနစ်ချုပ်ဖြင့်ရည်ရွတ်လိုက်တယ်။သူတို့အုံနဲ့မျိုးခွပြီးရွာထဲခုံပေါက်ဝင်ခဲ့တယ်။သူတို့မြင်တော့ကလေးတစ်တိုက်ပျော်ရွှင်ပြီးနောက်ကလိုက်လာတယ်။သူတို့ကလည်းသူ့ຫນွေထဲမှာမုံပဲတည်ရစာရီထုတ်ပြီး ကလေးတွေကိုပေးလိုက်။တချင်းတွေတီဆိုလိုက်။ကားလိုက်နေရှိနေတယ်။ရွာထဲကိုသူ့တော်တယောက်ဒီနေ့အတိုင်းလှည့်လည်နေတယ်။ရွာထဲကအိမ်ကြီးအိမ်ကောင်းတင်ရဲ့ရှိကိုရောက်တော့သူ့တော်ရဲ့အမြင်အာရုံမှာကိုရောင်ကိုပါအများနဲ့မတူပဲတမူကွဲထွက်နေတဲ့မိမငယ်တယောက်ကိုတွေ့ရတယ်။မိမငယ်ကကိုရောင်ကိုပါသာတောက်ပနေပေမဲ့အပြင်လူမှုပုံစံကစင်ရဲမွဲတေမှုကအထင်းသာဝစ်စားနွမ်းဖက်နေပြီးသပင်တွေကလည်းစီညော်တွေမလိမ့်ကြံရတယ်လို့နေကျင်ဖွာနေတယ်။တက်ကရှိနာမှာ ၁၄ငါးနှစ်ဝင်းကျင်လောက်ပဲမိခင်လေးကိုမြင်တော့သူတော်အဲ့ဒီနားကနေဘေးမှမသွားတော့ပဲကားခုံနာကိုရက်လိုက်ပြီးကြည်နေတယ်။ဟေးယူကားအောင်လေမင်းသားကြီးလိုကတာကြည်ကျင်ပြီကပါတော့ကလေးတွေမကခုံမင်းရက်နေရဲ့သူတော်ဟေ့အော်ပြီးတော့တောင်းဆိုတယ်။ဒီခါသူတော်ကလေးတွေကိုလှည့်ကြည့်ပြီးဟန်နဲ့ပန်နဲ့ဝင့်ပြီးတော့အိုးကလေးတွေဒီနေ့ကတော့နှစ်သားလေးသူတော်ရဲ့ကပြဖြောပြမှုပြီးဆုံးခဲ့ပြီ။ဒါကြောင့်မို့သွားလို့ရသွားစော့ကြပါတော့ခင်ဗျာ။လက်ကဟန်ပြီး ခြေကခြေထိုးဟန်နေပြောတဲ့သူတော်ကြောင့်ကလေးတစ်တိုင်တဝါဝါတဟာပွဲကြသွားတယ်။နှစ်သားသူတော်ကြီးညနေကျယောဂပြအောင်မလား။ညနေပိုင်းမကတော့ပါ။ကလေးတွေရဲ့အမေကိုသူတော်ခြေထိုးဟန်နေဖြေတော့ကလေးတွေရီမောလို့ပွဲကြပြန်တယ်။ဒါဖြင့်မနဲ့ပြန်ရော။မနဲ့ပြန်တော့ကပြပါမယ်။ဟော်ဒီနေရဟော်ဒီအရက်ကစောင့်နေကြပါလို့။ဟုတ်ပြီ။ဒါဖြင့်မနဲ့ပြန်စောင့်နေမယ်နှစ်သားကြီး။ကျေးဇူးတင်ပါတယ်။သူတော်ကိုကိုပါတပတ်နှဲ့ပြီးဖြေတော့ကလေးတွေသဘောကျပြန်တယ်။သူတော်နဲ့ကလေးတစ်တိုက်ဖြစ်ပြန်နေတာ哦။ တပတ်အိမ်ရံမိမငယ်လှမ်းကြည့်နေရတွေ့ရတယ်။ကလေးတွေထွက်သွားတော့သူတို့သူ့ကိုကြည့်နေစေဖြစ်တဲ့မိမငယ်စီကိုတွားတယ်။သူတို့နားရောက်တော့မိမငယ်ကပြုံးပြတယ်။ဒီအခါသူတို့ကခုနဟန်အတိုင်းခြေပြင်းလက်ပြင်းနဲ့ဟန်ရေးပြပြီးတမီးငယ်အဘနဲ့သားလေးသူတို့ဟာလေဝမ်းစီရဟာလွန်းတာကြောင့်သုံးဆောင်ဖို့ရာနဲ့တုတ်တာကိုစာလုံးတန်းတလွန်းရပါတယ်။တမီးငယ်စီမှာရှိရင်ဖြင့်ဘနဲ့သားလေးငှက်သူတို့ကိုမာစာချင်းမြဲလှဲ့ပါကွယ်။ မိမငယ်ကသူတော်ကိုကြည့်ပြီးရှိမောတယ်။ပနဲ့တန်းလေးသူတော်ပိုက်ဆံနေရလား။သူတော်ကောင်းကြီးပြရင်မိမငယ်သူတော်ကိုကြည့်ပြီးတရာစိတ်နှုံခဲဟန့်ဖြစ်သွားတယ်။ဒါဖြင့်ကျမအိမ်ထဲကနေထမင်းသွားယူပေးမယ်။ပနဲ့တန်းလေးဒီမှာခဏစောင့်နော်။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကဲ့ပါတမီးငယ်ရေ။မိမငယ်အိမ်ထဲပြေးဝင်နေ။အချိန်တော်ကြတယ်။ပြန်ထွက်လာတော့လက်ထဲမှာအိမ်ထဲထုတ်ထားရဲ့ထမင်းတို့ကိုကင်ပြီးဝမ်းသာအားရနေသူတော်စီကိုပြေးရောက်လာတယ်။ပနဲ့တန်းလေးဒီမှာထမင်းရပြီရှင်။ ကျေးဇူးတင်လိုက်တာသမီးငယ်ရေသူတော်ထမင်းထုတ်နှမ်းယူပြီးဖြီစားမယ်လို့တော့မိမငယ်ကဆက်ပြောတယ်။ဟိုအဖနဲ့သားလေးပြောပါသမီးငယ်ထမင်းထုတ်ကိုလေဒီနားမှာမစားပါနဲ့လားရှင်။ဘာလို့လို့သမီးငယ်အင်ရှင်တွေကဒီနားမှာအစားမစားစေနဲ့လို့မှားလိုက်လို့ပါ။သူတော်စက္ကနေဖြစ်သွားတယ်။ဟန်ပန်အောင်လေးဖြောင်းလိုက်တယ်။ပြီးတော့စကားကိုအကောင်တိုင်းဟန်နေ။ဒါဖြစ်ရင်ဒီရသမီးငယ်ရဲ့အိမ်မဟုတ်ဘူးပေါ့။မဟုတ်ပါဘူးအဖနဲ့သားလေးရေဒီအိမ်မှာကျမအလုပ်လုပ်တာပါရှင်။ဒါဆိုဒီထမင်းတွေရာ ခိုးခိုးယူလာရလားသူတော်မေးတော့မင်းမငယ်ရပြပြတလင်းနဲ့လက်ကပြီအိုးမဟုတ်ရပါဘူးဗနဲ့သားလေးရဲ့ကျမဘဝမှာငါးပါးတင်တာကိုတစ်ချိန်တစ်ခါမှမချိုးဖောက်ဘူးပါ့။ဒါကျမညနေကြာစားမဲ့တမျိုးယူပြီးတော့အဘနဲ့သားကိုကျွေးတာပါ။အိုးဒါဖြင့်ညနေကြာရင်မင်းဘိုက်ဆံနေတော့မှာပဲ။ရပါရဲ့ဗနဲ့သားလေးရဲ့ကျမမကြာခဏရှစ်ပါးတင်တာစောက်တည်နေကြမှုညနေစာကိုအစာခံနိုင်ပါတယ်။မင်းမငယ်ရဲ့စကားအဆုံး အိမ်တွင်းဘက်ကမိစုံဆိုတဲ့နာမည်ကိုမောင်မောင်မမနဲ့လှမ်းခေါ်တဲ့အတန်ကြားရတယ်။မိစုံဆိုတာတမီးငယ်ရဲ့နာမည်လား။ဟုတ်ပါရဲ့ရှင်။ဟိုအခုခေါ်နေပြီမို့ကျမသွားတော့မယ်နော်။မိမငယ်အိမ်နဲ့ပြေးဝင်သွားတော့တယ်။သူတော်လေးမိမငယ်ပြေးသွားရင်ထမင်းတို့ကိုလက်ကခံရင်နေရာမှရရင်ရှိနေတော့တယ်။ညခင်းပိုင်းချိန်မှာမူနာပြန်ထားရဲ့သူတော်ကြွားပြင်မဲ့တုတ်တန်စရက်မှာထိုင်ရင်းရှိနေတယ်။စရက်ကြီးကအူဟောင်းနှုံးပြီဆိုတော့ မုန်းနောက်ကလာလေးကြမ်းကြမ်းတိုက်ခတ်တတ်တဲ့အချိန်ဖြစ်တော့လေးတိုက်တိုက်သူ့တွေကတပြင်းပြင်းအတန်ထွက်နေတယ်။ဝှုတ်ချုံနေပြီမဲ့သူတို့တယောက်သမထထိုင်မှုမလုပ်ဆောင်သေးဘူး။အတွေးအာယုံထဲမှာမိစုံဆိုတဲ့ကလေးမကြောင်းထဲထဲဝင်ဝင်တွေးမိတယ်။ဒီကလေးမကြောင်းတွေကိုဟိုးရွှေတို့ပြောပြပြီးတော့သူတော်တော်များများသိထားပြီးပြီ။လက်တွေကြုံဆုံပြီးပြီမို့အရှိတရားဆိုတာကိုလည်းသိမိလိုက်ပြီဖြစ်တယ်။ဒီကလေးမဘာသာတရားကိုဂိုင်းဆိုင်လို့မီစေတနာတရားတရားတော့ထက်တန်လွန်သလို တီနာရာမလေးမြဲမြံနေစိတ်ထားကောင်းပြီးရှင်ကျေးသူဖြစ်တယ်ဒီကလေးမှတိတ်ဘဝတော့ကမုတ်ဆိုးတယောက်ဖြစ်ခဲ့တယ်ရတိင်းနဲ့စုံပြီးတဲ့နောက်သုံးမသွန်သင်မှုတွေနာခံပြီးမုတ်ဆိုးဘဝစွန့်ပြီးရတိင်းနဲ့အနီးကပ်လာရောက်နေထိုင်တယ်ရတိင်းဖျားပြီးကိုသွန်းလို့ပူဆော်နေချိန်မုတ်ဆိုးဖြစ်သူကအနီးနားမှာကာယလောက်အဖြစ်ကိုခဲ့တယ်ရတိင်းရထူးဆန်းရကြောင်းတရားတွေနဲ့ဒိတ်ထန်ပြုတ်နေချိန်မုတ်ဆိုးရလည်းနောက်ဆုံးချိန် ဖះငါစုပေါင်းစည်းခဲ့ဝိမ့်မဲ့အချိန်မှာသူကသာပင့်ဆောင်သူဖြစ်ပြရစေလို့ဒိဋ္ဌံပြုခဲ့တယ်။ခုချိန်မှာဖះငါစုပေါင်းစည်းပြီးကင်းဝိမ့်မဲ့အချိန်ကိုရောက်နေပြီ။ယတိယဖိုးတောက်ကြဖြစ်နေရှိနေတယ်လို့မိမငယ်ရလေးမိဆောင်ဖြစ်နေရှိနေခဲ့ပြီ။မဆိုးကြီးဘဝကလွန်ချိန်မှာအာဟုသူအဟုန်တွေရှိခဲ့လို့ခက်ခဲကြမ်းတရဘဝပေါင်းများစွာနဲ့ကျင်လည်ခဲ့ရတော့အခုလက်ရှိဘဝမှာတော့အာဟုသူအဟုန်တွေကင်းစင်သလောက်ရှိပြီးမိဆောင်ဖြစ်နေတဲ့ ဘာသာတရားကိုင်းဆိုင်သူတိနလုံလုံသူစိတ်သဘောထားကောင်းမွန်လုံသူအဖြစ်နဲ့ရှိနေခဲ့တယ်။ဒါပေမဲ့နောက်ဆုံးလက်ချံကုသိုလ်အဟုန်တို့ကြောင့်သူမဘဝမအေးချမ်းခဲ့ဘူး။ဒီဘဝမှာလည်းအရှိရှိရလို့ပဲခက်ခဲရဘဝဖြစ်နေရုန်းကန်နေရစေပဲ။ဒါပြင်မုတ်ဆိုးအနုပ်သူတစ်ပါးတက်တက်ခဲ့ရနဲ့ပတ်သက်ပြီးအဟုန်ကဒီဘဝမှာနောက်ဆုံးချိန်တက်ရောက်နေစေပဲ။ဒီဘဝမှာမိစုံကတက်တန်းထက်တူရအောင်မေ။မကြောက်တဲ့ကာလမှာမိစုံတယောက်တည်ချင်းကိုရောက်ရလိမ့်မယ်။ ဒီအချိန်ကြီးကသူမအတွက်တည်ခြင်းမတန်ခင် သူမကုသိုလ်စိတ်နဲ့ရမုဆိုးဘဝတော်ကဒိတ်ထန်လေးပြီးစီးရအောင်သူတော်ကတိစိတ်ဝင်ဖို့ကြိုးစားပေးရမယ်နောက်နေ့နေ့ပိုင်းချိန်မှာသူတော်အယူသူတော်ဖြစ်နေရွာထဲဝင်လာခဲ့တယ်သူတော်ရွာထဲလျှောက်တော့စောင့်မျှော်နေတဲ့ကလေးတစ်တိုက်ကသူတော်နာဝိုင်းလာတယ်သူတော်ကလေးတွေကိုသူရဲ့အိစာတရားလွှဲထည့်ရနေမုံဘဲတရေစာတွေဝေချမ်းပေးတယ်ကလေးတွေကမုံဆန်းရတော့ပျော်ရွှင်ကုန်တယ်သူတော်ကခုံပြီး ရွာထဲကိုရှောက်သွားတော့ကလေးတွေကလည်းတဟီအားပေးပြီးတော့လိုက်ပါလာတယ်။မနေ့တုန်းကမိစုံရှိတဲ့အိမ်သားကိုသူတို့ဥတီသွားတယ်။သူတို့အိမ်သားကိုရှောက်တော့အိမ်ထဲကစူညံတန်တွေနဲ့အတူရိုက်ပုတ်တန်ကြားရတယ်။မဖြစ်နေရတယ်။အနာဇီးပင်ပေါ်မှာထိုင်နေတဲ့တစီတကောင်သူတို့မေးတော့တစီကမိစုံကိုရိုက်နေတာ။ဒီအိမ်ကလူတွေကဒီလိုပဲမိစုံအလူမကြိုက်အမြဲလိုလိုရိုက်ကြတယ်။မိစုံကဒီအိမ်မှာဘာလို့အလုံးလုံးနေရလဲ။မိစုံရဲ့မိဘနှစ်ပါးမရှိတော့ဘူး။ သူ့ရဲ့ဖာကြီးတော်ကမိစုံဒီမှာလာပြီးတော့ရောင်းချသွားတာတနာစရာကောင်းတဲ့မိစုံရဲ့ဘဝကိုသူတော်သိရှိနိုင်ရတယ်တစီနဲ့နန်းစိတ်ကနေစကားပြောတာမို့သူတော်ကြောက်ရွံ့ကြီးလို့ရှက်နေတယ်ဟေးဘာနဲ့တိုင်းကပြလီဗျာဟုတ်တယ်ကပအောင်ပြုတ်ကလေးတွေကတောင်းဆိုကြတယ်ဒီကသူတော်ကနန်းနဲ့ခန္ဓာပြန်ကက်ပြီးဟေးဒီနေ့ဘာနဲ့တာမကတော့ကောင်းလေးလို့ရဲ့ဘာနဲ့တာလှုပ်ရှားလေးရှိလို့ကဲကဲနင်တို့ပြန်ကြတော့ဟင်ရုတ်တရက်ကြီးဘလို့ဖြစ်တာတော့ ဒီလိုပဲဖြစ်တာပေါ့ကဲပါဗနတာလီယာအီးပါခြင်းပြီးပြေတော့မေသူတော်ကလေးတွေကိုပြောပေးတာနဲ့မိဆောင်ရှိတဲ့အိမ်ဝိုင်းထဲဝင်ပြေးတယ်ကလေးတွေကနောက်ကပြေးနိုင်ပြီမေအိမ်ဝိုင်းထဲထီတော့လိုက်မလာကြဘူးသူတော်လည်းအိမ်ဝိုင်းထဲရတဲ့စင်အိမ်ရှိစီကိုသွားရက်တယ်အိမ်ထဲကမိဆောင်ကိုရှိုင်းနေတဲ့အတန်တော့ထွက်ပေါ်နေသေးပဲအရှင်တို့သူတော်အတန်ပေးလိုက်တယ်ဘသူမှထွက်မလာဘူးတုံ့ပြန်တန်လည်းမပြူအရှင်တို့သူတော်အတန်မြင့်ပြီးတော့ဟိအော်တယ်ဒီတော့မှအိမ်ထဲကနေ တန်40ရွယ်မိမကြီးတယောက်ထွက်လာပြီးသူတော်မြင်တော့ဟဲ့ယူနင်ကငါ့ချန်ဝိုင်းနဲ့ဘာဝင်လို့တောက်သွားသွားထွက်သွားမိမကြီးကကြောက်ကံဝဲသူတော်မောက်ထုတ်တယ်သူတော်မသွားဘူးပေတီပြီးတော့ရက်နေမအေးဘာဖြစ်တာလဲဒီနေ့ကယောက်ျားတယောက်ရဲ့မိမြန်းတန်ဒီကမအေးဆိုတဲ့သူတော်ရှင်ရဲ့မိမကြီးကဒီမှာချန်ဝိုင်းနဲ့အယူဝင်လာလို့တော့မနေ့ကအယူလာဟုတ်ပါတော့ဟုတ်ပါမနေ့ကဟိုခွေးမှာထမင်းကျွေးတာဟုတ်ခုလည်းထမင်းလာတောင်းတာနေမှာပေါ့ မောက်ထုံလိုက်။အိုးမောက်ထုံလို့မရလို့ပေါ့တော့။ငါလာမောက်ထုံမယ်။ချက်ချင်းဆိုတော့လို့ပဲအိနေကလူဝိုင်းတယောက်။ဝါထုပ်တစ်ချောင်းကန်ပြီးတော့ထွက်လာတယ်။သူတော့လူဝိုင်းကိုမြင်တော့တခိခိရှိတယ်။ဟေ့ကောင်ထွက်သွား။တောင်းရင်ဒီမှာတွေ့လား။လူဝိုင်းကဟိအော်တော့သူတော့ဂယုမဆိုင်ပဲပူလို့တော့ရှင်လိုက်တယ်။ဒီကငကိုရဲကစိတ်ခံပါသူတပောင်းနိုင်လူမင်းထက်ပြုတ်ကျင်တဲ့လူဝါကြီးကဒုက္ကဝင့်ပြီးတော့ပြေးရိုက်တော့တယ်။ဖြည်းဖြည်းနင်းနေတော့မယ်။သူတော့ပြောလိုက်တယ် သူတို့ပြောတာနဲ့တိုက်ဆိုင်စွာလူဝါကြီးကဘိုင်းကနေလဲပါလျော်လူဝါကြီးအလွန်စိတ်တိုးသွားတယ်။ခွေးမသားလူနေထပြီးသူတို့ထမ်းရိုက်ဖို့လှုပ်တော့တယ်။သူတို့ကလည်းလဲပြောင်းမယ်။ဒီလိုပြောပြန်တယ်။လူဝါကြီးခမရအเจ้าမဲ့တက်တက်ဘိုင်းကနေလဲကြပြန်တယ်။နောက်ထပ်နှစ်ကြိမ်နောက်ဖြစ်တော့လူဝါကြီးရောမိမကြီးပါသူတို့ကိုထိတ်တလန့်ဖြစ်လာတယ်။ငါ့ကိုလဲကြမင်းလှုပ်နေရ။မင်းမင်းကဘာတူလဲ။သူတို့ငါနမေအဘနဲ့တားလေးသူတို့မင်းကဘာလာလှုပ်တာလဲ။ နှစ်သားလေးရဲ့နှစ်သမီးလေးကိုလာခေါ်တာလူဝိုင်းနဲ့မိမကြီးတို့သူတို့စကားမှာမျက်စိနှဲသွားတယ်မိစုံပြောတာလားဟုတ်တယ်သူကနှစ်သမီးပဲသူ့အဘနှစ်သားငါသူတို့ကလာခေါ်တာခေါ်သွားလို့ဘယ်ရမလဲဘနှစ်သားလေဒီအတိုင်းခေါ်မသွားပါဘူးသူ့ဒါလေးနဲ့ဝဲမှာသူတို့လက်ကိုရှေ့ထုတ်ပြီးဖြန့်ပြတယ်ဒီကသူတို့ရဲ့လက်ထဲမှာဒိုးသီးပမာဏလောက်ရှိမယ်ရွှေတုံးလေးတစ်တုံးထွက်လာတယ်ဒါဒါကရွှေပဲဒါနဲ့သူ့ကိုလဲမယ် လူဝါကြီးလင်မယားလောဘတက်ပြီရွှေတုံးဆိုရင်ဖိုးထိုက်ပြီလူဆိုရင်ကျွေးရမွေးရနေရှိပြလိမ့်မယ်တရုံနေနေတော့မရဘူးလက်တုံးပေးမယ်မရသေးဘူးမရရင်နင်းကိုမြေကြီးပေါ်ထက်လဲပြီပြန်ထလို့မရတော့အောင်လုပ်ပြမယ်သူတော်ချင်းချောက်တော့မှလူဝါကြီးလင်မယားရွှေတုံးနှစ်တုံးနဲ့မိစုံလဲလဲဖို့သဘောတူလိုက်တယ်မိစုံအိမ်ထဲကနေခေါ်ပြီးတော့သူတော်လည်းသူ့နဲ့တည်းရွှေတုံးနဲ့လွယ်ထင်းကနောက်တဲ့တုံးထုတ်ယူပြီးပေးတယ်အိမ်ကနေထွက်လာတော့ ူမဝေစားထဲနဲ့လွယ်အိမ်လေးကိုလွယ်ထားတဲ့မိစုံကသူတော်အလွန်ကျေးဇူးတင်နေတယ်။သူတော်မိစုံခေါ်ထုတ်နိုင်ခဲ့ပြီဖို့ရွာနေချက်ချင်းထွက်ခဲ့တော့တယ်။လန်ခီးမှတော့သူတော်မူလပြန်လိုက်တော့မိစုံအလွန်အံ့ဩနေတယ်။သူတော်ကမိစုံတည်တည်နဲ့ဖြစ်ပျက်တွေကိုပြောပြပြီးဖျားပင့်ဆောင်ရမယ့်အကြောင်းမှပြောပြတယ်။ဒီတော့မိစုံသူမရဲ့တည်ချင်းတရားအတွက်ကိုကြောင်ရုံတော်လို့ဟန်တစ်ဆက်လေးမှမပြဘဲဖျားပင့်ဆောင်ရမယ့်အရေးအတွက်ကိုပဲအလွန်အမင်းဝမ်းသာပြီးဒီဖြစ်နေတော့တယ်။ ူတော်တို့ဖျားငါးစုအနန္တရာကြောင်းတိုက်စီမှာဖျားငါးစုခင်းရောက်ရမယ်မိုးကျိုးပြေကုန်းစီရဇေဒီငုတ်တူယူပြုပြင်နေတဲ့တရင်ကိုကြောင်းတိုက်စီရတော့သိရှိမိတယ်။ဒါကြောင့်တရတရာပါဝင်တဲ့အနေနဲ့ဖျားငါးစုအရောက်ပင့်ဆောင်ပေးဖို့ကြံရွယ်မိတယ်။ဒါကြောင့်မေရှင်ရလူကြီးကိုအတိပေးပြီးဖျားပေကိုပင့်ဆောင်မှုစီစဉ်တယ်။တကယ်တမ်းဖျားငါးစုကိုယာယီစံပယံနေရာကနေပင့်ဆောင်မယ်လို့တော့ညံတော်တော်ဘလောက်မှမရှိပါရဲ့ဖျားပေကနေရာကနေပင့်ဆောင်မယူလို့မရဘူး။ လူ၃လျောက်ဝိုင်းမှတော့လေအကြောင်းမထူဒီဖြစ်ရဲ့ကြောင့်ပဲချက်ချင်းတင်းရပြန့်ပြီးဖះငါးစုလာရောက်ခုမြော်သူတွေများပြားလုံးလာတယ်ဒီအခိုက်တက်မှာပဲဖះငါးစုယာယီစံပယ်ဟာကြောင်းတိုက်စီကိုသူတော်နဲ့မိစုံတို့ရောက်လာကြတယ်သူတော်ဖះငါးစုပင့်ဆောင်မဲ့ကြောင်းပြောတော့ဆရာတော်ကပင့်ဖို့အတွက်မယူလို့မရကြောင်းပြောတယ်သူတော်ကနဘေးရမိစုံကဖះရီပင့်ဆောင်မဲ့သူဖြစ်ကြောင်းပြောပြပြီးမယူခိုင်းတော့မိစုံအသာရပဲမယူပင့်ပြတယ် ကျန်လွန်တဲ့ထူးဆန်းမှုတစ်ခုဖြစ်သတ်မှတ်ပြီးချက်ချင်းပဲမိုးချိုးပြေကုန်တည်ရှိရအောင်ဖះငါးစုပင့်ဆောင်မှုစီစဉ်နေဒါပေမဲ့ရက်ရွာလူတို့ကသူတို့သုံးရက်တာပူဇော်မှုခွင့်ပြုပေးဖို့ဆရာတော်ရှောက်တင်ပြီးသူတော်လည်းတောင်းဆိုတယ်ဆရာတော်ကတော့သူတော်ရဲ့သဘောဆန္ဒလို့ဆိုတယ်တရင်ကျုပ်ဖို့အခါရက်ပိုင်းချပဲလို့တော့တယ်လူတို့ကလည်းတောင်းဆိုတော့သူတော်အနေနဲ့အကျင့်ရရပြီဆရာတော် သူတော်သွားရှောက်တင်တယ်ထီးတော်တင်မဲ့ရက်ကအလွန်ကက်နေပါပြီဖះ ဟိုမှာလေးပူဇော်လို့သူတို့ရှိအောင်မှာဆိုတော့သုံးရက်တာပမာဏဆိုအစင်မပြေနိုင်ပါဘူးဗျာဒါဖြင့်လေတရက်တော့အစင်ပြေနိုင်မလားတကဒါဆိုရင်တော့အစင်ပြေနိုင်ပါလေဗျာကောင်းပြီတကဒီအတိုင်းဖုန်ကြီးစီစဉ်မှမယ်ဆရာတော်ကကြိုးချမ်းပြောပြပြီးတရက်တာပူဇော်ခွင့်ပေးတော့လူတို့ကကျင်းနေကြတယ်အဲ့ဒီတရက်မှာလူအများအခါမလောက်မေဖယားငါးစုကိုပူဇော်ကြတယ်နောက်နေ့မနေ့မှာတော့ရွာအစီစဉ်ပေးတဲ့ပန်းတွေစီချေထားတဲ့လှဲတွေနဲ့ ဖယားတဆူလဲလေစီကြပင့်ဆောင်ကြတယ်။မိဆောင်ကိုယ်တိုင်ပင့်ဆောင်ပါမှလဲလေပေါ်ပင့်နိုင်တယ်။ဖယားပင်ရလဲငါးစီရွာနေထွက်တော့နောက်ကနေလူတွေကလဲတိုင်းနဲ့လိုက်ကြတယ်။လဲတိုင်းကမစိုးနိုင်အောင်ပဲရှည်နေရလာတယ်။ရှည်ဆုံးမှာဖယားငါးစုပင့်တင်ထားရပန်းပြေနဲ့လဲငါးစီရှိနေတယ်။ဒီမြင်ကွင်းကလမ်းတလျှောက်စီကသူတို့အလွန်ကြီးညိုပွဲကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်စေခဲ့တယ်။ဖိုးတောက်ကြတို့တွေစီရီတော်ရွတ်လုံးစုံပြီးစီအောင်တည်ပြီးကြပြီ။ထီတော်လည်းတွားရောက်ပင့်ဆောင်နေပြီ။ နက်ဖြန်မှာတော့ထီတော်စုံလင်ရောက်လာမှဖြစ်ပြီးဇေဒီတော်ဤအဆဆရရပြီးစီရမယ်တရင်ကျုံနာပြည့်ရက်ကိုရောက်ဖို့ကလည်းငားရက်လောက်ပဲလိုတော့တယ်ဒီတော်တွင်ဖို့တော့ကြရတိဤဘဝတော်ဟာဖြစ်ပြက်တွေကိုအိမ်မက်ဖြစ်နေအလုံးနီးပါပြန်လည်မြင်အောင်သိရှိခဲ့ပြီးပြီဒါကြောင့်မုတ်ဆူကြီးတစ်ဖြစ်နေဒီဘဝမှာဖះပင့်ဆောင်ရမယ်မိမငယ်အကြောင်းကိုလည်းသိရှိထားခဲ့ပြီးပြီဖို့တော့ကြသူတော်တို့အချိန်မီရောက်လာဖို့မျှော်လင့်နေတယ်တမက်ရက်လည်းနှီးကန်လာပြီးမှစိတ်နှဲပူနေမိတယ် တရက်မှာတော့ဘိုးတောက်ကြအခြေခံထိတ်မှရက်ပြီးသူတော်တို့အမြန်ဆုံးရောက်လာဖို့ဒိတ်ထန်ပြူတယ်ဘိုးတောက်ကြဒိတ်ထန်ပြူစကားဆုံးမှာရေပြင်စီကနေထူးဆန်းစွာနဲ့ရေတွေပွင့်လာတယ်ဒီအဖြစ်ပြက်ပြီးမကြလိုက်ဘူးသူတော်တို့ရှင်လျန်လုံးနဲ့လှဲတိုင်းနဲ့ဘုရားငါးစုပင့်ဆောင်လာခဲ့တာဘိုးတောက်ကြတို့အားလုံးမြင်လိုက်ရတော့တယ်မိုးချိုးဖြစ်ကုန်းစီကချင်းချင်းတဲတဲဖြစ်နေတဲ့အံပလန်တွေကြောင့်စီရီငုတ်တူယူပြန်လည်မုံမရမှာတချိန်တခါမှလာရောက်ဖေးကူမှုမရှိတဲ့ငွေတော်ရွာသားတွေစိတ်ဝင်စားလာကြတယ် အစာပိုင်းလူနည်းစုနဲ့မချင်မရဲချင်းကန်လို့ဆက်စုလာကြတယ်။အရင်ခါရင်နဲ့မတူတဲ့ကြီးညိုဘွေရအစင်းနဲ့ပြည့်စုံတဲ့ဖះငါးစုပူးမြော်ရတော့ဒီလူတွေစိတ်ပြောင်းကုန်တယ်။နောက်တော့ဒီလူနည်းစုကနေလူများစုဖြစ်လာတယ်။ခုတော့ထီးတော်တင်ဌာပနာပိတ်ပွဲဖြစ်တဲ့တရင်ကျွနာပြင်းနေမတိုင်ခင်ဖះငါးစုပူစော်သမှုပြုရမှာတယောက်စကားတယောက်နာနဲ့တနေ့လုံးကလူတွေရောက်လာတယ်။ဒါကြောင့်မိုးချိုးပြေကုန်နေရာကြီးကနေစဉ်တိုင်းလူသူမပြတ်စည်းကားနေတယ်။ဒီလိုခံမျိုးမှာ တပတ်ကညံလောကသားတွေဖြစ်တဲ့တစေကြီးကိုအောင်တို့ကလေလူသူတွေကြားရောထွေးသွားရင်ကြီးညူဝေရဖះငါးစုဖူးမြော်ကြတယ်။တရင်ကျလာပြင်းလေးကိုရောက်တော့မိုးချိုးပြေကုန်းစီမှာလူသူတွေကြက်ပြန်မကြအောင်စီကားနေတယ်။ပထမဆုံးဖះငါးစုထာဗနာထဲကြတယ်။ဟိုတောက်ကြနေမိစုံတို့ကပင့်ဆောင်ပြီးထာဗနာတိုက်တွင်ကတတ်မှတ်နေရတွေမှာဖះငါးစုထားရှိပူစော်တယ်။ဖះငါးစုလုံးထာဗနာထဲပြီးတဲ့နောက်တော့ထာဗနာတိုက်ပိတ်လိုက်ကြတယ်။ ဌာပနာတိုက်ကိုပိတ်တဲ့အချိန်မှာဝီရောရွာသူတွေစီရီယုပြန်လည်မုံမန်နေချိန်အတွင်းသူတို့တစ်ချိန်တစ်ခါမှမပါဝင်ရတဲ့အတွက်ဝန်းနေပလန်ဖြစ်ကြတယ်။ဒီအတွက်ဥဒချက်တဲတဲ့ဝင်ပါဝင်ခွင့်တောင်းကြတယ်။သူတော်တို့လည်းခွင့်ပြုပေးပြီးဒီဖျားကြီးကိုနောက်ခါမှာမျိုးဆက်အစဉ်စဉ်ဆက်လက်စောင့်ရှောက်ထိန်းသိမ်းပေးဖို့တောင်းဆိုကြတယ်။ဝီရောရွာသားတွေကလည်းလက်ခံကြတယ်။ဌာပနာတိုက်ပိတ်နေချိန်မှာတော့မိစုံကသူမရဲ့မုတ်ဆိုးကြီးဘဝဖြစ်ပျက်တွေကိုအလိုလိုမြင်ရောက်လာမိတယ်။ ဌာပနာတိုက်ပိတ်ပြီးတဲ့နောက်ဖျားကြီးကိုထီးတော်ဆက်လက်တင်းလူရမှာမိစုံတရားဝန်းနေဝန်းသားခန်းစားချက်တွေနဲ့လက်အုပ်ချီလို့တဝဖူးမျော်တယ်။ထီးတော်ကိုကြိုးဆိုင်တွေနဲ့တစင်မီတစင်အပေါ်ကိုပင့်ဆောင်တဲ့ချိန်စတုတ္တရဲ့ကောင်းကင်စီကမိုးသားတိမ်လေးတွေတက်လာတယ်။အရှိရှိရလို့ပဲမိုးချိုးခပြန်အောင်မလား။လူသူတွေစိုးရိမ်မိတယ်။ဥထုစင်သားတွေမို့စိတ်တက်မခိုင်းချီသူတို့ကပြန်သူပြန်လူရကြိုရရှောင်းတိန်သူကတိမ်နေရှိကြတယ်။စိန်ဖူးတော်နဲ့ငမျက်နှာတော်တက်စင်ပူဇော်ချိန်မှာ မိုးသီးမိုးပေါက်တွေတဝဝကျဆင်းလာတယ်။လူအချို့ကမိုးလို့ရမန်တက်စီပြေးကြတယ်။တချို့ကသစ်ပင်အောင်မိုးပြေးခိုးတယ်။ဇေဒီတော်ကြီးနီးမှာလောက်ကင်ကူသူတို့မှာပါတခြားသူတွေရှိမနေတော့လား။ရှင်းလင်းသွားတယ်။ဒီအချိန်မှာမိုးဆင်မိုးပေါက်တွေကျမှာမပြေးမလွှားနဲ့ရှိနေသူ၃ယောက်ရှိတယ်။သူတို့ကသူတော်ဖိုးတောက်ကြနဲ့မိစုံတို့ပဲ။ဒီလိုနဲ့မိုးကတနောရွာချပြီးတဲ့နောက်တီကနေတိတ်သွားတယ်။မိုးတိတ်သွားပြီးမကြခင်မှာတော့မိုးချိုးပြေကောင်းစီမှာဇေဒီတော်ကြီးက ထီတော်ကြီးငွမ်းငွမ်းဆွန့်ဆွန့်နဲ့ကြီးညိုပွဲရာရှိနေတော့တယ်။စေတီတော်ရဲ့ခြေရင်းစီဟာဆရာတော်ရဲ့ရေးဆက်သုံးချအမြအတန်းပေးဝေမှုတရားနာသူလူအုပ်ကြီးနဲ့အတူတစေကြီးကိုအုံးတို့လိုနန်လောကသားတွေများပြားလေးရောထွေးနာယူနေတယ်။ဆရာတော်တွေကအမြအတန်းပေးဝေပြီးတာရုခေါ်ဖို့ပြောတဲ့ချိန်ဆရာတော်တို့နဲ့အတူလူအုပ်ကြီးအမြအတန်းပေးဝေတန်တွေဘဝတန်ဟိမ့်ထွက်လာတော့တယ်။ဒီခိုက်တန်တစေကြီးကိုအုံးတို့နန်လောကသားတွေတာရုသုံးချိန်လိုက်ပါခေါ်ဆူကြတယ်။ ဒီလိုတာလူခေါ်ပြီးတဲ့နောက်တရားနာသူများပြားကြမှာရောထွေးရှိနေတဲ့တစေကြီးကိုုံပါဝင်နန်တော်ကသားတွေရုတ်တရက်ကိုရောင်ကိုဝါရီလင်းနဲ့တောက်ပါလာပြီးဖြုတ်ကနေဖြုတ်ကနေကွယ်ပြောက်ကျွနုကုံတော့တယ်ဆရာတော်ကြီးတွေပြန်ကြွသွားခဲ့ပြီလူသူတွေနဲ့တရားနာရာနေထကုန်ကြပြီတချို့ဟာစီရီနဲ့ဝင်းဝိုင်းစီကဈေးဆိုင်တန်းတွေကိုသွားကုန်တယ်တချို့ဟာဈေးတန်းတွေစီမသွားဘဲစီရီစီမှာစီမီးတွေပူဇော်ဖို့ပြင်ဆင်နေတယ်တရားခိုက်တက်မှာသူတော်တို့၃ယောက်က နေရာမထသေးပဲလားပြေပုံအောက်စီကစီမီးရောင်တွေထိန်ကြီးနေတဲ့ဈေးလေးတော်ကြီးကိုဖူးမြော်မွားရှိနေကြစေပဲချိန်တော်ကြမှသူတော်နဲ့ဖူးတော့ကြတော့ဈေးလေးတော်ကြီးကိုဝတ်တွန်းဥခိုက်ပြီးနေရာထားကြတယ်ပြီးဆုံးတော့လက်အုပ်လေးချီနေတဲ့သားနဲ့ငိမ့်နေစေပဲဒီအချင်းရကြောင့်သူတော်တင်ကမကင်းစိတ်ဖြစ်မိပြီးမိဆုံကြည့်မိတော့မိဆုံကလက်အုပ်ချီနေတဲ့သားနဲ့ဈေးလေးတော်ဖူးမြော်ရင်အသက်ဝိညာဉ်ချုပ်ငိမ့်နေခဲ့ပြီးဖြစ်တော်တယ်ပရိသတ်များရှင် ဒီနေ့ရတင်ဆက်မှုဒီနောက်နေ့ပဲရှင်းနာခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။